်မင်္ဂလာပါရှင်ဝုံအတတိန်မန် YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုပါရရှင်နေ့စဉ်နေ့တိုင်းစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းတွေကိုရွေးချယ်တင်ဆက်ပေးနေပါတယ်ဒီကနေ့မှဆိုရင်လေစာရေးဆရာလျှက်ပန်းအင်လာရှုရဲ့ဘလူးဆောင်းတဲ့ဇေဒီဇာတ်လမ်းကိုအစအဆုံးတင်ဆက်မှာဖြစ်ပါတယ်တင်ဆက်မှုမစခင်မှာ Channel ကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဇလန်တဲ့တွေတင်နိုင်ပြီစီစီဖို့အတွက်ဘေးနားနိုတီခေါင်းလောင်းကိုလည်းနှိပ်ထားပေးပါရှင်။1930ခန်းဝင်းကျင် အေအော်ဒီတိုင်းကျွန်းစုရွာကလေးတရွာမှာဖြစ်ပျက်ခဲ့ဖို့တဲ့ဇလန်းလေးတစ်ပုဒ်လို့ဆိုရမယ်။အဲ့ဒီရွာကလေးကလူဦးရေအင်ဂျင်မများလာတော့လေ။သူ့အလို့သူ့လို့ကို့အလို့ကို့လို့ကင်ညာရင်လေ။ตาရလာပြီတဲ့။လေယာစိုက်ပျိုးရေးလုပ်ငန်းတွေသာမကတစ်တိုက်တစ်ခွဲအဆရှိတယ်။စုံလင်လာတဲ့လုပ်ငန်းတွေကြောင့်အဲ့ဒီရွာကလေးစီပင်ဖွံ့ဖြိုးနေခဲ့ဒီမှာတော့အထူးအထွေမဟုတ်ဘူး။တနေ့တော့မနက်ခင်းတစ်ခုမှဖြစ်တယ်။တစည်းအိမ်ကတန်ချောင်းခောက်ခါရွာသူရွာသားတွေအားလုံးလာရောက်ကြဖို့စင့်ခေါ်လိုက်တော်တယ်။ အဲ့ဒီတန်းချောင်းခောက်တန်းချောင်းရွာတရလူတွေလဲတိမ်တယောက်နှောင်းနဲ့တကြီးအိမ်ကိုအတီတီဦးတီလာကြတယ်။တကြီးကထူးထူးခြားခြားခေါ်ရဆိုတော့ဧကနာထူးထူးခြားခြားကိစ္စတခုတော့ရှိမယ်ထင်သဟိထူးထူးခြားခြားမလုံနေတော့ဤစုပ်အိမ်မှာထမင်းဦးတေခဲ့တာတကြီးလေးကျော်ရှိရင်တော့တူတူခါခါဖြစ်နေအောင်မလဲအဲ့ဒီအခါဆဲချောသက် ကာလာသားလေးကွာတော်ဆိုသူကကြီးစိန်တို့မြပြောလိုက်ရင်ရှေးမကြည့်နောက်မကြည့်ပဲပြုတ်အမလီကြည့်ရအောင်တကြီးက ငါလင်မမဟုတ်တာအဲ့ဒါကြောင့်လဲကြီးစိန်အခုလိုကောမစုံအပြူဟိုင်းကြီးဖြစ်နေတော့ပေါ့ဗျဟာဟာဟာကွာတို့လဲစိတ်အလွန်ဆက်ခါနှုတ်ကျန်းအကျန်းလာတဲ့ကြီးစိန်ဆိုသူအမျိုးသမီးကြီးကိုစနောက်ကြီးစေကပဆိုးခွင်းတိုင်းရင်ပြေးပါလေတော့လေအဲ့ဒီအခါကြီးစိန်လဲအေးနာလေးဟဲ့မသားနေမပြေးနဲ့ငါမယူချင်လို့အပြူကြီးလုံနေတာမရလို့မဟုတ်ဘူးဟဲ့လို့ဆိုကထမိန်ကြီးကိုမှရင်မှရင်ကွာတို့ကိုဖနနဲ့လိုက်ပေါက်ပါလေတော့လေမြင်ရကြားရသူအပေါင်းကလည်း ဟာရယရွှင်စည်တိုက်ကျွေးလိုက်သည့်အလားတတော်တော်နှင့်ပွဲကြသွားလို့တကြီးဦးမကချမ်းဝန်းကြီးထဲမှာ30ကျော်ခန့်ရှိတဲ့ရွာသူရွာသားတွေစုံလင်စွာနဲ့ရောက်လို့နေကြပြီဖနာကလေးတွေကိုကိုစီဖင်ခုထိုင်ကအလာဘာတာလာဘာစကားတွေကိုကြွကြွညံအောင်ပြောနေကြတယ်တအောင်လောက်ကြတော့ရွာသူရွာသားတွေစုယုံထိုင်နေရာအရှိတဲ့တဲ့ကျုံအိမ်မဲကြီးလေကားပေါ်မှာလူတယောက်ဆင်းလာတော့ရင်ခေါင်းပေါင်းပေါင်းထားကပတ်စိုးကွက်ကျဲတိုက်ပုံအိမ်ကြီးဆင်းဆွဲရောင်ကြီးကိုဝတ်ဆင်ထားတဲ့အဲ့ဒီလူက ရွာသားကြီးဦးမကားမင်းဖြစ်တဲ့ဦးမကားလည်းရွာသူရွာသားတွေအသင်ရောက်နေပြီဖြစ်တော့ကြောင်း၎င်းတို့အရှိမနေရယူလိုက်ရင်စကားစတင်ပြောဆိုရင်ချောင်းကိုတစ်ချက်နှစ်ချက်များဟန်လိုက်တယ်။တက်စီချောင်းဟန်လိုက်တဲ့အထံကြောင်းစောစောကစူညံနေတဲ့ရွာသားတွေလည်းမိကိုရေးနဲ့ညှင်းတက်လိုက်သေးရလား။ညှင်းတက်သွားကြတော့တယ်။အဟမ်းအခုလိုရုတ်တရက်ကြီးခေါ်လိုက်ရတဲ့အတွက်အာနာမိပါလိမ့်။တက်စီကဒီလိုနီတန်းပြူလိုက်တော့နားထောင်နေကြသူရွာသူရွာသားအပေါင်းကလည်းခေါင်းတငိမ့်ငိမ့်နေ ထောက်ခံကြတယ်။အခုတခါခေါ်ရတဲ့အကြောင်းကလည်းတို့ရွာအတွက်မင်္ဂလာသတင်းလေးလို့ပြောလို့ရပါတယ်။ရွာတက်တီးဖို့မြို့ပိုင်းမင်းရဲ့ခွန်ပြုချက်ကြလာပြီဆိုတာပဲဖြစ်ပါတယ်။အဲ့ဒီအခါထိုင်းနေတဲ့ရွာသားတစ်ယောက်ကရွာတက်တီးမင်းဟုတ်လားတကြီးဒါဆိုကျုပ်တို့ခုနေတဲ့ရွာကလေးကထားခဲ့ရမှလားအဲ့ဒီလိုလေဘယ်ဟုတ်ပါမလဲချက်ဖောင်းရရွာတက်တဲတယ်ဆိုတာရွာလူတွေနေချင်းနဲ့လူသွားနေရအောင်ကြေကြေပြန့်ပြန့်နေစားရအောင်ပေါ့ကွာစောစောကမင်းပြောသလိုရွာကပြောင်းစရာလည်းမလိုဘူး ရွာကိုထားခဲ့စရာလည်းမလိုတကြီးရဒီလိုပြောပြတော့ချက်ပေါင်းလေးခေါင်းတဆက်ဆန်းချင်းကပြန်ထိုင်လိုက်တော့ရီဒါနဲ့တကြီးရွာတီဖို့တီနေရကရော ရွှေးပြီးပြီလားဗျရွှေးပြီးပြီကွာနေရကတော့တို့ရွာတောင်ပြားကတောကလေးကို ရှင်းပြီးရွာတရမှတကြီးရဒီလိုပြောလိုက်တဲ့စကားကြောင့်နားထောင်နေကြတယ်ရွာသူရွာသားအပေါင်းပါဇက်အဟောင်းသားဖြစ်သွားကြလေတော့ရီဗျာရှင်အိုးအလိုလေးမှန်ပါရီ တကြီးဦးမကတို့ရွာရဲ့တောင်ပြားပိုင်းကတောအုပ်ကလေးမှာအင်မတန်ကျန်းနေလို့ရွာသူရွာသားတွေကအယိုးဆွေးနေကြတော့ကြောင့်မင်းအမှန်တော့လေအဲ့ဒီတောအုပ်ကလေးကလျှောက်နဲ့နှင်းမှုတို့နဲ့ပြင်းနှက်လို့နေလေတယ်တချို့ကလည်းနှစ်ကြီးတယ်လို့ဆိုတယ်တချို့ကလည်းဖုံးစိုးမြည်လို့ဆိုကြပြန်တယ်အဲ့ဒီတောအုပ်ကလေးတဲကိုရောက်သွားရင်လေလုံးစွာတရီဌာနီတက်ဖို့လိုအပ်တယ်ဒါမှမဟုတ်ရင်လေအဝင်လန်းတလန်းသာရှိပြီးတော့အထွက်လန်းပြောက်ရပေလိမ့်မယ်အခုရွာသူရွာသားတွေထိတ်လန့်နေဒီမှာလေ အဲ့ဒီတောအုပ်မှာလူသေးတဲ့ချင်းတခါတရံစုံမီးတွေတောက်စားတဲ့ချင်းစားတဲ့ဖြင့်တဘာဝနေလုံးဖြစ်ရဆန်းတွေကိုကိုတွေ့မြင်မှုကြုံမှုကြသောကြောင့်ဖြစ်လေတယ်။တယောက်နှစ်ယောက်ဆိုရင်လည်းအဲ့ဒီတောအုပ်ထဲကိုထင်းချောင်မြစ်ချိုးမသွားရကြဘူး။ပါကောင်ပြစ်ဖို့ဆိုပြီးဒါကြောင့်လဲ၎င်းတောအုပ်မှာကြောက်စရာအပေါင်းကိုတရဖူဆောင်းထားလေတယ်။တကြီးရဲ့တခြားနေရာရွှေ့လိုက်ပါလား။အဲ့ဒီတောကအင်မတန်နဲ့ကြီးတယ်မဟုတ်လား။ဟုတ်တယ်တကြီး။ကျုပ်ကတော့အဲ့ဒီတောတွေက အပင်ကြီးအပင်ငယ်တွေခောက်ထွင်ရမှစိတ်မတန့်ဘူးဗျအမှန်မဲပြို့အပင်တွေဆိုတာနာနာဘဝတွေခုန်နေတဲ့တဲ့တကြီးရစသဖြင့်ရွာသူရွာသားတွေဟာတယောက်တစ်မျိုးစီကန့်ကွက်ကြတယ်အဲ့ဒီအခါမှာတကြီးလဲခေါင်းကိုလေးလေးပင်မဲခါရမ်းလိုက်ရင်းနဲ့မြို့ပိုင်မင်းစီကအမိတ်ကြလာပြီဆိုတော့ကျုပ်လဲဘာမှမတတ်နိုင်ဘူးမနဲ့ဖြန်တာတအိမ်တယောက်ကြတော်ရှင်းမို့လိုက်ခဲ့ပါမလာတဲ့အိမ်ကတော့ဒဏ်လေးရိုက်ခံရမယ်ကျုပ်ထိတ်တုံးကလည်းအသင်ဆောင်နေလိမ့်မယ်ဟုတ်ပလား ကင်ကင်ပြန်ကြတော့တကြီးဦးမခါလဲအဆုံးတက်မှာတော့သူ့ရဲ့တကြီးအာနာကိုအတုံးချကရှင်နေအစီအဝေးလေးကိုဏီကုံချုပ်လိုက်ပါတော့ဒီရွာသူရွာသားတွေကတော့ပွားစီပွားစီလောက်ခါသူတို့ရဲ့လုပ်ငန်းခွင်နေအိမ်များကိုအတီးတီးပြန်သွားကြတော့ဒီမနဲ့ရောက်တော့တကြီးလဲကာလာသားအချို့ကိုအုံမွေးငပြိုးပွဲတွေပြင်ဆင်စေတယ်တော်ရှင်မှုအသိရောက်နေတယ်ရွာသားတွေကလည်းဓာပေါက်ပြအစုံအလင်းနဲ့တကြီးဦးမခါမှာတော့သူ့ရဲ့နှလုံးမျိုးတနက်ကြီးကိုလွဲကား ၎င်းနှစ်ကြီးတွေကျန်းနေဆိုရီတောအုပ်စီကိုခြိတက်ခဲလိုက်ပါတော့ရီတောဆက်အရောက်တော့တကြီးလဲအုံမွေးငပြိုးပွဲတွေပေါ်မှာအမွေးတိုင်ဖျောင်းနိုင်တွေထုံးကတောပိုင်တောင်ပိုင်တွေကိုဦးစွာပူဇော်တောင်းပန်လေးတဲ့ဤတော်ဤတောင်းကိုစောင်းမကြည့်ရှုနေတော့တောပိုင်တောင်ပိုင်ကြီးများကိုကျွန်ုပ်တကြီးဖြစ်သူဦးမကားမှရိုးသီစွာဦးတိုက်တောင်းပန်အပ်ပါသည်ကျွန်ုပ်တို့လှုပ်ဆောင်ရမည်တောင်းဝင်အလင်းလင်းကိုအစဉ်ပြေချုံးမှုအောင်စောင်းမကြည့်ရှုတော်မူပါတောင်းပိုင်ဘိုးဘိုးကြီးများ တောပိုင်ဘိုးဘိုးကြီးများခမညာဒီလိုလိုအပ်တာတွေကိုပြုလုပ်ပြီးနောက်မှာတော့ရွာသူရွာသားတွေအပါအဝင်တကြီးဦးမကကိုယ်တိုင်ခြုံရွယ်ပိတ်ပေါင်းတွေကိုစတင်ရှင်းလင်းခုတ်ထွင်မာတော့ရီထူဆန်းစွာပင်မြည်သည့်အနောက်အရှက်များမကြုံတွေ့ရပဲတနေ့တောင်အစဉ်ပြေချုံးမှုစွာကုံဆုံးခဲ့လိုက်ကြတော့တယ်ကိုင်းညက်နေလဲစောင်းမီဆိုတော့မင်းတို့လဲနားကြတော့ဟုတ်ကဲ့တကြီးကို့လူကိုရောစုံသလားအတေးရချပြန်စစ်ကြဟိစုံမတယ်တကြီးအေးအေးတော်တယ်မောင်မျက်စိလဲလို့နေရင် အန်ရီလေမကင်းဘူးကိုင်းသွားကြစို့ဒီလိုနဲ့တကြီးတို့အဖွဲတွေအေးအေးဆေးစွာပင်သူတို့ရဲ့ရွာကိုပြန်ရောက်ခဲ့ကြတော့တယ်တော်ရှင်ပြီးပြန်လာကြသူတွေအန်ရီတစုံတရာမကြုံခဲ့ကြရတာကြောင့်ရွာမှာကြံရက်ခဲ့သူတွေကအန်အောဝန်တာကြရပြန်နေအမှန်တော့ဘယ်အရာမှမဆိုစီးဆိုတာရှိတယ်မဟုတ်ပါလားနောက်တနေ့မှလည်းတော်ရှင်နဲ့အဖွဲတွေထိုနီအတူပင်မြည်သည့်အနောက်ရှမ်းမှာမတွေ့သို့တော်တတိယမြောင်းနေ့မှာတော့တကြီးလာပါဦးမြတ် ရွာသားတယောက်ရဲ့အော်တန်းကြောင့်တစီဦးမကားနဲ့အတူရွာသားအချို့ကအတန်းလာရစီကိုပြေးလာလိုက်ကြတော့ရင်ဟဲ့ကောင်တွေကွာတော့အတန်းမဟုတ်လားဟုတ်တယ်တစီဘာဖြစ်နေတယ်မသိဘူးလာလာအမြန်သွားကြည့်ရအောင်တစီတို့ရောက်တော့ကွာတော့မှအကြောင်းသားရရင်တစုံတစ်ခုကိုကြည့်နေတယ်သူကြည့်နေတဲ့အရာမှာဇေဒီငုတ်တူလေးတစုဟာဇေဒီပြက်လေးတစုပါလားဟုတ်တယ်တစီဒါတို့ရွာသူရွာသားတွေနဲ့ထိုက်လို့တွေ့ရတာ ထိုက်လို့ဖူးရသည်ဟိမထင်မဖဲ၎င်းတို့တော်ရှင်ရင်တွေ့လာတယ်ဇေဒီပြက်လေးကိုဝိုင်းဝန်းဖူးမြော်ကြားလီတော်တယ်အောင်မလေးပြအဲ့ဒီအချိန်မှာပင်ဖိုးနီရဲ့ကြောက်လန့်တကြားအော်ရစ်လိုက်တဲ့အထန်ချောင်းတကြီးတို့လည်းဖိုးနီရှိရာကိုပြေးချရပြန်နေဖိုးနီဘာဖြစ်တာလဲဟိုဟိုဟိုမာတကြီးဖိုးနီလည်းညိုထိုးပြရာကိုတကြီးတို့လည်းကြီးလိုက်တော့ကြောက်သားနဲ့ထုလို့ထားရီဘလူးရုပ်ကြီးကိုတွေးလိုက်ရတယ်ဘလူးရုပ်ထုကြီးကလက်ရမြောင်လုံးလာတာပေါ့လုံစောအသက်ဝင်လို့နေတယ် စုံရွယ်ရင်ကြီးတွေတွေ့တက်နေသည့်အချိန်တန်လျက်ထန်းထားတဲ့ဒီရုပ်ထုကြီးကတကယ်ဘလူကြီးတပ်ဖွဲ့ကြောက်စရာကောင်းလွန်းလာတယ်မျက်လုံးနှလုံးကလည်းကြောက်အနီးရောင်လေးကိုနှင်းမြုပ်ထုလှုပ်ထားသေးတယ်ဟာရုပ်ထုကြီးပါကွာမင်းကလည်းအော်လိုက်တာလွန်ရောမင်းမသိဘူးလေဗျကျုပ်ကျုပ်လဲရုပ်တရက်ကြီးတွေ့လိုက်ရတော့ဖုန်းကြီးကတော့အကြောက်ကမပြေချင်သေးကဲကဲတို့တွေဒီနေ့တော့ဒီစီဒီဝင်းချင်လေးကိုတန်ရှင်းကြီးအရင်လောက်ကြတာပေါ့ဖျားရည်တရားရိတ်ကအင်မတန်အေးချမ်းတကွာ ဟုတ်ကဲ့တကြီးအေးနောက်ပြီးတော့ဟောရီယာဘလူးရုပ်ထုကြီးကိုလည်းတေချာတုတ်တင်ရှင်းလင်းပြီးအမွေးနသားတွေနဲ့ပူဇော်လိုက်ပါကငါအတင်အေကန်တဒီစီဒီလေးကိုဆုံးရှုံးနေတယ်ဘလူးကြီးထင်းနေဟိတကြီးကဒီလိုပြောလိုက်တော့ရွာသားတွေလည်းစီဒီဝင်းချင်းကပိတ်ပေါင်းများကိုရှင်းလင်းခုတ်ထွင်ကြတော့ရီထိုးတဖန်ဘလူးရုပ်ကြီးကိုလည်းတေချာရှင်းလင်းလိုက်ကြတော့စီဒီပြက်လေးနဲ့တကွာဘလူးရုပ်ကြီးမှရုပ်လုံးပေါ်လာလီတော့တယ်အဲ့ဒီအခါမှာဘလူးရုပ်ကြီးမှ တကယ်ဘလူအစစ်ကြီးရက်နေသည်အလားပိုလို့တောင်ကြည်ကောင်းလို့နေတော့တယ်တနေ့လဲကုံသွားပြန်ပြီမို့တကြီးတို့လဲ၎င်းတို့ရွာဟိုအိမ်ရပြန်ခက်ကြီးနှင်ခဲ့ကြတော့တယ်အဲ့ဒီတောအုပ်လေးထဲမှာဇေဒီပြတဆူပေါ်လာတဲ့သတင်းကလည်းဦးမာကားတို့ရွာရင်းသားမကအနီးအပားမှာရွာများတို့တိုင်းတခဏချင်းပြန့်နှံ့သွားတော့တယ်နောက်တနေ့မှလဲအဲ့ဒီဇေဒီလေးဝင်းကျင်မှာတန်ရှင်ရေးလုံရင်းကနေအောင်မလီမြတ်စွာဖရာဘလူယုံနာမှာတန်ရှင်ရေးလုံနေတယ်ဖိုးထောင်ကလည်းထအော်ပြန်တော့တယ်ဟဲ့အောင်ဖိုးထောင် ဘာဖြစ်ပြန်လာလဲတတ်တကြီးဘလူးရုပ်ကြီးကမျက်တောင်ခတ်တယ်ဗျဖိုးထောင်ရဲ့စကားကြောင့်ကြားရသူတွေကဟင်းကနေဟာကနေဖြစ်ကုန်ကြတော့ဒီတကြီးလဲဘလူးရုပ်ကြီးကိုတေချာကြည့်လိုက်တော့ဘဂရီငင်းတလိရတာဒီကောင်စောစောစီစီတောက်ထားပြန်ပြီထင်းနေအယုတ်ကြီးကဘလူးမျက်တောင်ခတ်မရောဟာကဲကဲကိုလို့ကိုပြန်လောက်ကြာသေးတော့တကြီးဒီလိုပြောတော့ရှိသေးတယ်ဘလူးရုပ်ကြီးကိုကြည့်နေတဲ့တာလာကပါဟာမျက်တောင်ခတ်တဲ့ဟိဟိ တကြီးတို့လေအဲ့ဒီဘလူးယုတ်ကြီးကိုကြီးလိုက်ကြတော့အမှန်မင်းဘလူးယုတ်ကြီးမှာမြက်တောင်ပုတ်ခတ်ပုတ်ခတ်လုတ်ပြနေတာကိုအံအားသိမ့်မွေတွေးလိုက်ကြရတော့လေကြောက်သားနဲ့ထူးစစ်ထားတဲ့အဲ့ဒီဘလူးယုတ်ကြီးမြက်တောင်ခပ်ပြလောက်အောင်ထူးဆန်းနေဖြစ်ရင်အဘဲမှာရှိလိမ့်မည်နီကဲဒီစီဒီပြက်လေးကအတော်တကိုကြီးတယ်ဟိအဲ့ဒီတော့မင်းတို့တွေလဲဒီအနည်းပဝန်းကျင်မှာမတင်တော်တာတွေမလုပ်ကြရဘူးကြားလားအပေါ်ပါးတွေလည်းမစင်မချင်းမစွန်ကြနဲ့ဆေးရည်တိုင်းထားတာတွေလည်း မလုံမိကြစေနဲ့ဟုတ်ကဲ့ပါတကြီးထိုးတော်တော်ဖြစ်ရတွေကြောင့်တကြီးသားမက ရွာသူရွာသားများကပင် ထိုးစေဒီလေးနဲ့ဘလူးယုတ်ကြီးအပေါ်ကြီးညိုတောက်ဝင်လာကြတော့တယ်တို့တဖန်ဘလူးယုတ်ကြီးမျက်တောင်ခတ်တယ်ဆိုတဲ့တတင်းကလေးတစတစကြီးထွားလာခဲ့ရပြန်လေတော့တယ်တကြီးဥမာကတော့ဇေဒီပြက်လေးနဲ့အတူဘလူးယုတ်ထုကြီးကိုမောမန်နေကြတဲ့အကြောင်းကိုတဖက်ရွာမောင်တိုက်စီယာဥဖုံးမောင်ကတယောက်စကားတယောက်နားနဲ့ကြားလိုက်ရပါတော့တယ် တိုက်စရာဦးဖုံးမောင်ကအသက်90ဝန်းကျင်ခန့်ရှိတယ်။ဝါရင်တိုက်စရာတယောက်လေးဖြစ်တယ်။ဒါကြောင့်ဦးဖုံးမောင်လည်းသူ့ရဲ့တပည့်တွေဖြစ်တယ်။ဇာမဏီနဲ့ညိုကြီးကိုခေါ်ပြီးတော့"ကဲဇာမဏီနဲ့ညိုကြီးရဲ့ငါတို့အလုပ်တစ်ခုရထားတယ်။ဘာများလဲတကြီးရဲ့ဟိုဘက်ရွာက တောအုပ်ထဲမှာဖျားပြက်တိုက်တစ်ခုရှိတယ်။အဲ့ဒီမှာတိုက်တူဖို့မင်းတို့နှစ်ယောက်ရဲ့အခုအညီငါလိုတယ်။စိတ်ချပါဆရာကြီး။ကုညီဖို့အသင့်မှာပဲ။ဆရာကြီးရဲ့ကျေးဇူးတွေကချုပ်တို့အပေါ်စံမကောင်းအောင်များလောပါလေ။" အေးကြိုက်တယ်အဲ့ဒါကြောင့်လဲငါမင်းတို့ကိုခေါ်တာငါပါတဲ့ပွဲတိုင်းမင်းတို့ပါရမှာပဲလာမဲလာခွေနေညမှာလုံငယ်စားကြမယ်တခုတတိထားရမှာကဒီတခါတိုက်ကရှေးဘရင်တွေတီထားရင်ဈေးဒီဆိုတော့မင်းတို့တတိထားရမယ်ပြင်စရာရှိတာပြင်ထားကြတပည့်ကြီးတို့ဒီလိုနဲ့ပဲအချိန်ကတည့်ရွေ့ရွေ့ကုံသွားတော့လာခွေနေရောက်ဖို့ရာတရက်သားလို့တော့အချိန်ကိုရောက်ခဲ့တယ်ဥဖုံးမောင်နေတပည့်နှစ်ယောက်လေတကြီးဦးမာကရဲ့ရွာကအတိတယောက်အိမ်ကို အကျန်ရှိသူပြပြီးတရက်တာလာရောက်တဲခိုးတယ်။တကြီးတို့မှာတော့၎င်းတို့ရဲ့တာဝန်အရာတနေ့တနေ့တော်တယ်မာသာအချင်းကုန်နေတော့တယ်။ထူးဆန်းစွာပြီးထိုလခွေလေးမတိုင်ခင်တရက်မှာဘလူးရုတ်ထူးကြီးရဲ့မျက်လုံးကသွေးမြေးရည်တွေစီးကြနေတာကိုတကြီးတို့အားလုံးတွေ့လိုက်ကြရတယ်။အဲ့ဒီနေရာတိုက်တိုက်ဆိုင်ဆိုင်မင်းရွာဦးကျောင်းမှာဆီယာတော်လေးပါလာတာမို့ဘလူးမျက်လုံးကသွေးမြေးရည်တွေကြနေတယ်ဆိုတာမကောင်းတဲ့နှမိတ်ပဲတကားကြီးတို့ရင်ဖုံးကြီးအထင် ဒီနေရာလေးမှာတခုခု ဖြစ်အောင်တော့မေဆရာတော်အဲ့ဒီလိုပြောလိုက်တော့ရွာသားတွေလည်းထိတ်လန့်သွားကြရတော့တယ်။ဘာဖြစ်မယ်မသိတော့လဲ။သူတို့အန္တရာယ်ကြားရောက်တော့မေအထင်နဲ့ကြောက်လန့်နေကြခြင်းလေးဖြစ်ကောင်းဖြစ်ပေလိမ့်မေ။ဒါကြောင့်လေတဏီကုံသည့်တိုင်သူတို့အားလုံးဘာအလုံးမှမဲမဲရရမလုပ်နိုင်မေ။လက်မိုင်းကျနေရတော့တယ်။ဆရာတော်ကြီးလည်းဇေဒီပတ်လေမှာမြစ်တာတုတ်တော်တွေကို ရုတ်ဖတ်ရင်းရွာကလေးနဲ့တကွာရွာသူရွာသားတွေဘေးမတိရမခစီရန် ဆူတောင်းလို့သာနေပါတော့တယ်တကြီးတို့ရွာပြန်ရောက်တော့အိမ်သူမယားတွေကအဲ့ဒီအကြောင်းပြောကြပြန်တော့လေအလားတူဆိုရင်ထိတ်လန့်ကုန်ညာရတယ်မိလုံတို့ရှင်းနေတဲ့ဇီးဒီကိုစောင်းနေဘလူးရုပ်ကြီးကသွေးမြည်ရီတွေကြာနေတာဟာအလိုတော့ကြုံမပြောဘူးလားအဲ့တော့အဲ့တောင်ကသွားပတ်သက်လို့ကောင်းတာမဟုတ်ဘူးငါတို့လည်းတကြီးအမိန်ကိုမလွန်ဆန်နိုင်လို့ပါဟဆရာတော်ကြီးကတော့တခုခုမကောင်းတာဖြစ်တော့မင်းလို့ပြောတယ်ဖယားဖယားတော်တီလို့ကတော့လေ ကျုပ်ဒီကလေးနှစ်ယောက်နဲ့မောက်ဆိုးမှဖြည့်ကြံရွက်တော့မှာပဲထပ်မသွားပါနဲ့တော့လားရှင်အေးငါလည်းစဉ်းစားပါအောင်မေအခုငါတို့လုံးနေတာကလည်းအကုသို့အလုံးမမဟုတ်တာသူတော်ကောင်းကိုနှက်ကောင်းဆောင်မှမှာပါအစရှိသဖြင့်မကြုံလာသေးသော အဖြစ်ဆိုးကိုအားလုံးထပ်ထူထမြဆူရင်ထိတ်လန့်နေကြရတယ်တကြီးကိုတိုင်းလဲဆရာတော်ကြီးရဲ့စကားကြောင့်စိတ်ထဲမှာမတည်မကြဖြစ်ခါညပင်အိတ်မပြောနိုင်ခဲ့ဘူးတပတ်မှလည်းတိုက်ဆရာဦးဖုံးမောင်တို့အဖွဲကတော့၎င်းတို့ရဲ့ အကျန်းစီကိုအကောင်းထေဖော်ရန်အတွက်အသင့်အနေအထားကိုရောက်လို့နေပါတော့တယ်။လာခွေညကိုရောက်ခဲ့ပြီ။ထိုးထိုးသောလာပြေးလာခွေညအဲ့ဒီညတွေကတော့မကောင်းဆိုပါမိစာတို့ရဲ့တကူကြီးထွားတဲ့အခါတမညလေးဖြစ်တယ်။လာခွေညလေးဖြစ်တာမို့ပတ်ဝန်းကျင်ကိုအမောင်တို့ကကြီးစိုးမင်းမှုနေလေတယ်။အဲ့ဒီအချိန်မှပင်ဦးမကားတို့ရဲ့ရွာတောင်ဘက်ဖျားကတောအုပ်စီကိုဦးတီလျှောက်လာတယ်။လူသုံးယောက်က၎င်းတို့ကင်ဆောင်လာတဲ့မိတောင်းငယ်လေးမှာ အလင်းဟွန်ချောင်းအဲ့ဒီလူ၃ယောက်မှာဥဖုံးမောင်တို့ဆရာတပည့်တွေဖြစ်ကြောင်းသာမကသူတို့ရဲ့မျက်နှာထက်မှလောဘသောလောဘအရေးအယောင်တွေကိုပါထင်းထင်းရှားရှားမြင်နေရတယ်အမှန်မေသူတို့၃ယောက်ကအကျန်စီအတိုင်းတောရရဇီဒီပြက်ကလေးစီတို့လာနေကြတာလေဖြစ်တယ်တအောင်လောက်အကြမှာတော့တိုက်ဆရာဥဖုံးမောင်တို့၃ယောက်အဲ့ဒီဇီဒီပြက်လေးရင်ပတော်ပုံအတွင်းကို စိတ်စိတ်မြဲမြဲရောက်လာလေတော့ဒီအချိန်ကည7:00နာရီပြီကျော်လို့နေကြပြီဥဖုံးမောင်လည်း ကောင်းကင်ကိုကြည့်ပြီးတော့အခုပဲလို့ပြောရင်အတင်ယူလာတဲ့ကျိုးနဲ့လေးတောင်တဒန်းစီချထားလိုက်တော့တယ်ပြီးတော့ကတော့ဘဲတစ်ခုပေးကအုံဒီဘောမှာဖျောင်းနိုင်တတိုင်းကိုထွန်လိုက်လေတော့တယ်အဲ့ဒီဖျောင်းနိုင်ရဲ့မီးအလင်းရောင်ကြောင့်ဈေးဒီဝင်ကျင်လေးမှာတော်ပင်လင်းထိန်သွားတယ်ဒဲတပည့်စီတို့မင်းတို့ကအရင်တည်းကငါနဲ့လိုက်ဖို့သူတွေမို့ထွေထွေထူးထူးတော့မှားစရာမရှိဘူးတစုံတစ်ခုဖြစ်လာရင်လဲဟန်မပြက်အလုတ်ဆက်လို့ကြငါတယောက်လုံးရှိတယ်ဟုတ်ပါလား အရေးကြီးတာကစီးမပေါက်ဖို့ပဲနောက်တစ်ခုကဒီတိုက်ကအရင်တိုက်တွေလိုအုပ်စားဆောင်တွေတစီတွေစောင့်တာမဟုတ်ဘူးဘလူးစောင့်တာအဲ့ဒီတော့မင်းတို့တွေတတိကြီးထားမှတော်ကကြမယ်ဟုတ်ပလားစိတ်ချပါဆရာကြီးဇာမဏီနဲ့ညိုကြီးလဲထို့သောဂတိပေးလိုက်တယ်သူတို့ရဲ့မျက်နှာမှာတော့ချွေသည်ချွေပေါက်တွေဟာတွဲတွဲခိုလိုနေချီပြီးကြောင်လန့်တတ်သောခန်းစားချက်ရှိတယ်ပုထုဇဉ်လူသားများပင်မဟုတ်ပါလားသူတို့လေးပုတ်ပြတယောက်တစ်လက်စီကင်ထားရင်ကဥဖုံးမောင်ကြီး အမိတ်ပေးမဲ့ချိန်ကိုအသင်ဆောင်နေတယ်။တအောင်လောက်ကြတော့ဥဖုံးမောင်လေးတူတော့လို့အမိတ်ပေးလိုက်တာနဲ့ညိုကြီးတို့နှစ်ယောက်လဲစတင်တူးဆွားကြလေတော့တယ်။တိုက်စီယာဥဖုံးမောင်ကတော့ကြတော့ပွဲအနီမှာတင်းမြခွေထိုင်ရင်ဂါထာတစ်ပုဒ်ကိုထန်ကရိုင်းကြကြရှော့ဖတ်နေတယ်။ဥဖုံးမောင်ဂါထာစားရော့လိုက်တာနဲ့တပြိုင်နက်လေပြင်းတွေကလည်းတဝူးဝူးနဲ့တိုက်ခတ်လာတော့တယ်။တို့တိုင်အောင်ဥဖုံးမောင်ထုံးညီထားတဲ့ဖျောင်းနိုင်မီးကညီမသွားဘူး။လေပြင်းတွေ တိုက်နေပေမယ့်ဇာမဏီနဲ့ညိုကြီးကတော့ ဇောချွေးတွေတတောက်တောက်ကြလို့နေတယ်။ညစနန်းနာရီတီတီအချိန်အရောက်မှာတော့မြေကြီးတဲကအလင်းရောင်တွေဖြာထွက်လာကရွှေကိုကြီးတလုံးပေါ်လာပါလေတော့ရီ။ဟာဆရာကြီးပေါ်ပေါ်လာပြီဗျ။စတုထားစတုဥပုံမောင်လေးဒီလိုပြောရင်နှက်ခန်းလုံယုံများကားထားတွေကိုဒလဆက်ရော့ဖတ်နေတယ်။တက္ကနာအကြမှာတော့ဇောဇောကအလင်းရောင်တွေကတပြေးပြေးနဲ့မှိန်သွားပြီးအုံဒီပေါ်မှာထွန်းထားတွေဖျောင်းတိုင်ကလည်းဟုတ်ခနဲ့ငိမ့်သွားလေတော့ရီ။တပင်းကြီးတွေကလည်းဘဲညာရင်ထိုးလာကား မကောင်းဆိုးဝါးကောင်းကြီးတွေကနေသည်နဲ့ချက်ချင်းဆိုသလိုပင်ကြောင်မဖွဲကောင်းလောက်အောင်ရည်တန်းကြီးတစ်ခုကတော့ပဝင်းချင်းတစ်ခုလုံးကိုဖုံးလွှမ်းသွားလိတော်တယ်မျိုးကြီးလဲပေါက်ပြားကင်ထားတဲ့လက်တွေတဇက်ဇက်တုံညင်လာကဆရာကြီးဆရာကြီးလို့သာတတတော်အောင်နေတော်တယ်တိုက်ဆရာဦးဖုံးပေါင်းလဲမျက်နှာပြင်ရင်းလျက်လေးတွေကလည်းတစားတစားပြင်းထန်လာကသူတို့ရဲ့လေးတောင်စီ အပြင်ဘက်မှလူရိပ်တဲ့တန်းအရာကြီးတစ်ခုဟိုမတီး ပြေးလွှားနေတာကိုညိုကြီးနေစာမဏေတွေးလိုက်ရတယ်ဟေးဘသူလဲတိုက်စီယာငမိုက်သားတွေအသေးစိုးနဲ့တိတ်ရမေတိတ်ရမေအဲ့ဒီအတန်ကြီးကိုကြားလိုက်ရတော့သူတို့သုံးယောက်ခေါင်းမွေးတွေထောင်တက်သွားလိတော့လေဥဖုံမောင်းလေးဟမ်းမပြက်ဂါထာကိုယူရင်းနေစီးအပြင်တယောက်မှမထွက်နေညိုကြီးကတော့ကြောက်လုံးတော့လူကမူးလေးကျင်နေပြီအဲ့ဒီအချိန်စီဝိုင်းအပြင်ဘက်မှာမဲမဲတရန်ကြီးကညိုကြီးနောင်တဆိုင်တို့ပြေးကြလာလိတော့လေအနီးနားရောက်မှညိုကြီးလဲ ဟာအာအဘလူးကြီးဒီလိုဆိုကားလက်ထရပောက်ပြားကိုပြစ်ချပြီးစီအပြင်ဘက်ကိုတစိန်လိုပြေးလီတော့တယ်ဆစရာကြီးစီပောက်သွားပြီးဇာမနီယာကြောက်လန့်တကြားအော်ဟစ်ပြစ်လိုက်တော့ရီဘလူးကြီးမာတော့နေရဲတော့မျက်စီအစုံနဲ့တန်လျက်ကြီးကိုဝင်းငါဝင်းငါတဟာဟာရီမောနေလေတယ်ပြီးတော့မှစီအပြင်ရောက်လာတဲ့ညိုကြီးကိုသူ့ရဲ့တန်လျက်ကြီးနဲ့တိကနေပိုင်းချပြစ်လိုက်တော့ရီအော်ညိုကြီးရဲ့ကြောက်မဖွင့်အော်တန်ကြီးကပေါဝင်ချင်ရဲ့ ိတ်စိတ်ချင်းကိုထိုးခွင်းလို့သွားတော်တယ်။ဥဖုံမောင်လေးအခြေအနေမကောင်းတော့တာမို့နေရမထကအရင်အတားစီးတွေကိုလုံးမီကျန်းတော်လဲနောက်ကျသွားစီပြီ။ဇာမနီနဲ့ဥဖုံမောင်လေးကြောက်ဘလူးကြီးရဲ့တန်လျက်စာမိသွားကနေရမပင်အတုံအယုံလဲကြညင်သက်သွားလီတော်တယ်။တိုက်စရာလောဘသာဥဖုံမောင်တို့ရဲ့စီရတပည့်ဇတ်သိန်းကန်းကမရှိမလားနဲ့အဆုံးသက်သွားရပါတော့တယ်။စောစောကဘလူးကြီးမှတော့၎င်းရဲ့မူလနေရာကိုပြန်ရောက်သွားကဘဂရီကြောက်ရွံ့တဲ့ပွဲ ညင်သက်သွားတော့လေနောက်တနည်းတကြီးဦးမကားတို့အဖွဲတော်ခုတ်ဖို့ရောက်လာချိန်မှာတော့ဇီးဒီချင်းရင်းမြေကြီးပေါ်မှာအသက်ပြောင်းနေတဲ့ဦးဖုံးမောင်တို့ဆရာတပည့်တွေကိုတွေးလိုက်ကြရတော့ရီဟာဘသူတက်သွားတာလဲမသိဘူးဟုတ်တယ်တကြီးဒီမှာအုံမွေးငပြိုးပွဲတွေရော ပောက်ပြားတွေကောပဲအဲ့ဒီအခါရွာဦးကြောင့်ဆရာတော်ကြီးလဲခေါင်းကိုတွင်တွင်ရမ်းရင်းနေအေးလောဘသားတွေရဲ့ဏိကုံအဆုံးတက်ကမရှိမလာပါလားတပ်ပြီးတတ္တာကာမတကား ပါဇက်ကဒီလိုပြောရင်းနဲ့မေတ္တာတုတ်ကိုသာရော့ဖတ်တရေစရနေလိုက်တဲ့တကြီးဒီမာလာကြည့်ပါအောင်မြတာလာဒီလိုလှမ်းအတန်ပြူတော့တကြီးတို့လည်းအပြေသွားလိုက်ကြတယ်ထူဆန်းစွာပြီးဘလူကြီးထန်ထားတဲ့တန်လျက်ကြီးမှသွေးစိမ့်တွေချင်းချင်းနေအောင်စွန့်ထင်းနေတာကိုထိတ်လန့်မွေတွေးလိုက်ကြရတော့တယ်ပြီးနောက်မှာတော့တကြီးတို့အဖွဲလေးတိုက်စီယာဥဖုံးအောင်တို့ရဲ့အလောင်းတွေကိုထိုးတော်တွင်တနည်းအားမပဲကြာကြာနာနာ မြင်းမြုပ်တကြိုးပေးလိုက်ကြတော့တယ် ဇေဒီပြက်လေးနဲ့ကြောက်ဘလူရုပ်ထုကြီးမှာတော့ငိန်တက်လို့လူလေးဟမ်ဘာတူလေးတစုံတယောက်ရဲ့ခေါ်တန်းကြောင့်တကြီးဦးမကလည်းထိုင်နေရမထကပဝင်းစင်ကိုဝေးဝိုက်ကြည့်လိုက်တော့ဝတ်ဖြူစင်စင်နဲ့အဖိုးကိုတယောက်ကိုတွေးလိုက်ရတော့ ड़ी အဲ့ဒီအဖိုးကြီးကသမင်ရှိကြီးကိုကြာနာစွာထုံးတင်ထားပြီးတံဝေးကြီးတစ်ချောင်းကိုကင်ထားတယ်မုတ်စိတ်ကျင်းဆွေးများကလည်းရှေးလျားလုံးအောင်ဘိုက်ရထက်နာဟုပြီးရှောင်းနေလေးပြီးတကြီးဦးမကလည်းအဲ့ဒီအဖိုးအိုကြီးကိုမြင်မြင်ချင်း ချီညိုမိတာမို့လက်အုပ်ကလေးချီကပြောပါပါဒေါ့ထရဇေဒီလေးကိုပြုပြင်မောမှန်ပါငါမီးတို့ကောင်းကျိုးချမ်းသာအဝဝကိုခံစားကြရမယ်ဟုတ်ကဲ့ပါပါတကြီးဒီလိုပြောလိုက်တော့အဲ့ဒီအဖိုးအိုးလေးခေါင်းတဆတ်ဆတ်ငိမ့်ကအေးအဘကြားရတာဝမ်းသာတကွေ့ငါမီးလေးကျန်းကျန်းမာမာနဲ့အသက်ရှင်းရှင်းနေနိုင်ပါစီအဘလည်းသွားအောင်မေးလို့ဆိုကတကြီးဦးမာကရဲ့ရှေ့မှာမျက်စိတမိတ်ရတွင်ပျောက်ကွယ်သွားလိတော်လေး တကြီးလဲထိုသူတော်စင်ကြီးရဲ့အမည်နာမကိုပင်မသိလိုက်ရတာမို့နှုတ်မတတော်တော်အော်ခွန်ရင်လန်နိုးလာတော့တယ်အလိုငါအိမ်မက်မနေတာပါလားတကြီးဦးမကလည်းထိုသူတော်စင်ကြီးအကြောင်းစင်စားကမနမိုးစင်စင်လင်းခဲ့လေတော့တယ်တို့တဖန်သူရဲ့စိတ်ထဲမှာလဲထိုစီဒီပြလေးကိုအပြီးသက်ပြူပြင်းမောမမယ်ဆိုတဲ့စိတ်ကလည်းခိုင်မြဲစွာကိန်းအောင်သွားလေတော့တယ်နောက်တနေ့မှာတော့တကြီးလဲရွာသူရွာသားများနဲ့တိုင်မင်းကထိုစီဒီပြလေးကိုငုံပြီးတော့ ကိုရောင်ပြည့်ဇီရီတော်ကြီးအဖြစ်တည်ထားစီလိုက်တော်ရင်အဲ့ဒီဇီရီကြီးတည်လိုက်တဲ့ချိန်ကစကတကြီးဦးမကားတို့ရဲ့ရွာကလေးကလည်းရခင်ကထပ်ပြီးအစများစွာစီပင်ဝါပြောတရလာခဲ့တယ်တကြီးကိုတိုင်လည်းမျိုးပိုင်းမင်းထံမှဂုံတူးဆောင်စုတစိမ့်များစွာရကဂုံတရီအရှိဆုံးတကြီးတစ်ဖြစ်လေရွာသူရွာသားများရဲ့ချစ်ခင်လေးစားရတဲ့တကြီးတယောက်အဖြစ်မိသားစုနဲ့အေးချမ်းစွာနေထိုင်သွားနိုင်လေပါတော့ရင်အခုအခါမှာတော့ အဲ့ဒီဘလူးဆောင်းတဲ့ဇေဒီလေးရဲ့အမိလေးကပြည်လုံးချမ်းသာကျုံဦးစုတောင်းပြည့်ဇေဒီတော်ကြီးရဲ့ဖြစ်ယနေ့ထက်တိုင်းတပ်ပေစွာတရှိနေပါတော့တယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့ကျမတို့ channel ရဲ့တင်ဆက်မှုကတော့ဒီမှနေပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ဇလန်ဆာမအဆုံးတိုင်းနာဆင်ပေးခဲ့တဲ့အထွက်လေးကျေးဇူးတင်ပါတယ်ဇလန်ကောင်းတွေနဲ့ပြန်ဆုံပါမယ်ရှင်